အခုဒီဗီဒီယိုထဲမှာမြင်နေရတာကတော့ Green Anaconda လို့ခေါ်တဲ့အစိမ်းရောင် Anaconda မွေးမျိုးစားဖြစ်ပါတယ်။ခန္ဓာကိုယ်အရွယ်အစားအလွန်အမတန်ကြီးမားမှုအဝါရောင်အနက်ရောင်နဲ့အညိုရောင်အကွက်တွေပါဝင်တဲ့အရာဝတ်စင်။သားကောင်ကိုရေထဲမှာတွေ့ကပ်ပတ်ပြီးညက်တက်နေတဲ့နီလန်တွေက Green Anaconda ရဲ့ထင်ရှားတဲ့လက္ခဏာရပ်တွေပဲဖြစ်ပါတယ်။ Green Anna Corner မွေမျိုးစားတွေဟာကမ္ဘာပေါ်မှာအကြီးမားဆုံးမွေတွေကတကောင်ဖြစ်ပြီးအရှည်ဆုံးမွေမျိုးစားတော့မဟုတ်ပေမယ့်အလေးချိန်အများဆုံးနဲ့အထူးဆုံးမွေလည်းဖြစ်ပါတယ်။သူတို့ရဲ့နေထိုင်ရာကတောင်အမေရိကတိုက်ရဲ့အပူပိုင်းတစ်တော်တွေနဲ့ရေဝတ်ဒေသတွေမှာအများဆုံးနေထိုင်ကြပါတယ်။ Green Anaconda တွေဟာပြင်းပြအားဖြင့်အရှိ20ပြီ6မီတာဝန်းကျင်ရှိနိုင်ပြီးအလေးချိန်150ကီလိုဂရမ်ပေါင်330အထိရှိနိုင်ပါတယ်။ ဒီမွေတွေရဲ့ကြွက်သားပေါင်းတသောင်းခွဲခန့်ဟာလူ၁၈ရောက်ရဲ့အင်အားနဲ့ညီမျှပြီးသားကောင်ကိုကြေမွသွားအောင်ဖိညစ်နိုင်ပါတယ်။သူတို့မှာအစိတ်မရှိပေမဲ့အကျိန်းနဲ့တူတဲ့သွားပေါင်းတရာကျော်ကသားကောင်ကိုမလွတ်တမ်းဆုပ်ကိုင်ထားနိုင်ပါတယ်။အနာဂွန်ဒါရီဟာသားကောင်ကိုအယိုးတွေကြေမွသွားအောင်ဖိညစ်တက်ဖြတ်တာထက်သားကောင်ရဲ့လေပတ်မှုစနစ်ကိုပိတ်ဆို့ပြီးအသက်ရှူရက်သွားအောင်ဖိအားပေးတာပဲဖြစ်ပါတယ်။ ဒီအန်ဒါကော်နာမွေမျိုးစားတွေကကြီးမားတဲ့သားကောင်တွေကိုစားသုံးနိုင်ပြီးသူတို့ရဲ့မေးရိုးတွေကအလွန်ပြောင်းလဲပြင်လဲတဲ့အရွတ်ကြောတွေနဲ့ချိတ်ဆက်ထားတာမို့လူတအူးရဲ့ကိုယ်အလေးချိန်ခန့်ရှိတဲ့ကြီးမားတဲ့သားကောင်တွေကိုပါမျိုးချနိုင်ပါတယ်အခုဗီဒီယိုထဲမှာမြင်နေရတဲ့ကပီဘာရာဟာဆိုရင်လေကဘာပေါ်မှာအကြီးဆုံးကြွယ်မျိုးစားဖြစ်ပြီး green and corner ရဲ့အဓိကအစားအစာလေးဖြစ်ပါတယ်။ green and corner ဟာရေနေတတ္တဝါတွေဖြစ်ပါတယ်။ အမေဆုံမြစ်ဝမ်းလိုရွှွန်းနှွန်တွေရေအိုင်တွေနဲ့ရွေးချောင်းမှုနှေးတဲ့မြစ်ချောင်းတွေမှာနေထိုင်ကြပါတယ်။ရေထဲမှာပုံအောင်နေပြီးရေစာနေတဲ့သားကောင်တွေရေလာတောက်ချိန်ကိုစောင့်ဆိုင်းပြီးတော့တိုက်ခိုက်လေ့ရှိကြပါတယ်။အဆုံးသက်အနေနဲ့ပြောရရင်တော့ Green Under Corner ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်နဲ့ရက်ဆက်တဲ့အမဲလိုက်နီဟာတဘာဝလောကရဲ့အကြောင်းမဲ့ဖွယ်ကောင်းတဲ့ဆွမ်းအားတွေကိုပြသနေပါတယ်။ သူတို့ကသူတို့ရဲ့ဒေတာတွင်ခေဟာစနစ်မှာအရေးပါတဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပြီးတော့အစွမ်းထက်ဆုံးအသားစားတတဝရီအဖြစ်ရှက်တီနေကြတာလည်းဖြစ်ပါတယ်။